အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Justin ပါအခုကျွန်တော်တို့မြန်မာနိုင်ငံမှာအာ wire player တွေတွေ့ကြုံနေရတဲ့ wire cove လို့မြင်ရတဲ့ပြဿနာကိုကျွန်တော်ဘယ်လိုအဖြေရှင်းလိုက်လဲပေါ့နော်ကျွန်တော်ဘယ်လိုမျိုးဝေလို့ရလိုက်လဲဆိုတာလေးကိုအဲကျွန်တော်ရှင်းပြချင်တယ်ဒီနေ့ကတော့ကျွန်တော်မြန်မာနိုင်ငံလူတွေတော့ဝေလို့ရမယ်လို့တော့မထင်ဘူးမြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေပေါ့နော်အဲဝေလို့ရမယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်က ထိုင်းရောက်သွားတယ်အလုပ်ကိစ္စနဲ့ထိုင်းရောက်သွားပြီးတော့ထိုင်းမှာ Thai region place to account chain နိုင်တယ်ပေါ့နော်ကျွန်တော်ရဲ့နှုတ်မြန်မာနိုင်ငံမှာရှိနေတဲ့ region place to account ကို Thai region place to account chain နိုင်တယ် chain ပြီးတော့မှပဲကျွန်တော်နောက်ဆုံးရသွားတယ်ပေါ့နော်အဲ့ဒါတော့မရသေးဘူးအဲ blue com လေးအဘန်အကောင့်ရှိတယ်ပေါ့နော်ဘန်အကောင့်နေသူကတဲမချိတ်ဘူးဆိုတော့ကျွန်တော်ကဒီ blue com လေးဟို union pay ro national ငွေပေးချေတဲ့ system နေနဲ့ခြေလို့လည်းမရ Master card visa card တွေနဲ့ဝယ်ရလို့ဆိုရင်တော့ရနိုင်မယ်။အနည်းတော့အဆင်ပြေတယ်ဆိုတော့တော့ကျွန်တော်အောက်မှထပ်ပြီးတော့မှရှင်းပြပေးမယ်။အရင်ဆုံးကျွန်တော်တခြား try ခဲ့တဲ့ဟာတွေအဆင်မပြေတဲ့ဟာတွေတွေကိုရှင်းပြပေးမယ်ပေါ့နော်။တခြား try ခဲ့တာတွေကတော့ gain ကကို region chain တာပေါ့နော်။ real spot ကိုကျွန်တော်တို့ region chain request တွေကိုအတွက်ကို chain တာရှိမယ်။ပြီးလို့ရှင်အာနောက်ပြီးတော့ကျွန်တော်တို့ အာဘာခေါ်လဲအာကူရာ shop thailand ကနေဝယ်တာရှိမှာပေါ့နော်အဲနောက်တစ်ခုကတော့ play store ကိုကျွန်တော်တို့ thai region ချိန်ပြီးဝယ်ခဲ့ရရှိတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော် play store ကို thai region ချိန်ပြီးဝယ်ခဲ့တာ ਨੇ အဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့อืม game account ကို region ချိန်မယ်ဆိုလို့ရှိရင်ဘာတွေလိုမလဲဆိုတော့အာလိုတာတွေအများကြီးပဲလင်းလက်မှတ်တွေပြရတယ်ကျွန်တော်တို့ဟိုမှာနေတဲ့ long term visa တွေပြရတယ်ဘယ်လိုရှိရင်ဟိုမှာနေတဲ့လိပ်စာတွေပေါ့ တိပြရမယ်ပေါ့နော်အဲ့ကြောင့်မို့ gain count region change လုပ်ရမှာဆိုတော့ load data တွေကအများကြီးပဲအဲ့နောက်ပြီးတော့ကျွန်တော်တို့ time ကို14ရက် visa နဲ့ဝင်သွားရင်လည်းမရဘူး14ရက် visa နဲ့ဝင်ပြီးတော့ change နေဆိုတော့မရဘူးပေါ့နော်ကျွန်တော်အဲ့ region ကိုပေးမ change နောက်တစ်ခုက time code shot အနေဝင်တာပေါ့နော် time code shot ကလည်းဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာနိုင်ငံ region ကောက်နေမရတဲ့အတွက်ကြောင့်ဝင်လို့မရဘူးသူကမဖြစ်မနေ ျွန်တော်တို့ time region အကောင့်ပေါ့နော် gain အကောင့် time region အကောင့်ချိန်ရတယ်အဲ့ဒါမှဝယ်လို့ရမယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ဒီ play store ကို thailand region ချိန်တယ် thailand region ချိန်ပြီးတဲ့တက္ကလာမှာကျွန်တော်တို့ union pay တွေပါရောလုပ်မယ်နောက် bank account တွေပါရောလုပ်မယ်ဘာလို့လဲဆိုတော့အဲ့ဒါတွေမရှိလို့ရှိရင်ကျွန်တော် detach ဆိုတဲ့ဟိုဟာ phone bill နဲ့ပေးတယ် system ကမပေါ်လာအောင်ကျွန်တော် try ကြည့်လိုက်တဲ့အချိန်အရင်ဆုံးတော့ပေါ့နော် ထွန်းချီအမပေါ်လာအောင်အမထိုင်းမှာရှိနေတဲ့လူထွန်းချီနဲ့ထွန်းချီပေါ့နော်မပေါ်လာဘူးဆိုတော့ပထမအဆုံး please to ကိုထိုင်းရချင်းအကောင့်အရင်ချင်းအဲ့ကြလို့ရှိရင်ကိုယ့်ရဲ့ဂိမ်းထဲမှာကိုယ့်ရဲ့ဂိမ်းထဲမှာထိုင်းဘတ်တွေနဲ့လာပြအောင်နော်ဂျပန်ဆိုလို့ရှိရင်လည်း please to ကိုဂျပန် region အကောင့်နဲ့ချိန်အဲ့ကြလို့ရှိရင်ကိုယ့်ဝင်မှာဂျပန်ရန်တွေနဲ့လာပြလိမ့်မယ်ကိုယ့်ဂိမ်းထဲမှာအဲ့ကြလို့ရှိရင်နော်သူအမှပေးလို့ရတဲ့ payment မှတ်တမ်းတွေတွေတစ်ချက်ကြည့်ချီပေါ့နော်ကိုကိုတို့အလွယ်ဆုံးပြလို့ရမယ်ဟာတွေနဲ့ပြလို့ရမယ် ပြီးပေးရမယ်ပြီးပေးရှိတဲ့လူတွေပေးလို့ရမယ်ပေးနိုင်ငံရဲ့ပြည်တော်ဖြစ်တယ်ကျွန်တော်အခုအစီအပြေနေတာက Thai region please to account နဲ့ Myanmar region ဟောကျွန်တော်တို့ game account payment method ချိန်တယ် union fee နဲ့ကျွန်တော်ချိန်တယ်နောက်ဆုံးမှာ union fee နဲ့ပေးလို့မရဘူးဘာနဲ့ပေးလို့ရလဲဆိုတော့ detach ပေါ်လာတယ် detach ဆိုတာက Telinor ပဲ Thai မှာ Telinor ကို detach လို့ခေါ်ရတယ် Thai detach phone နဲ့ ညရတယ်။နောက်တစ်ခုကဝေမယ်ဆိုလို့ရှိရင် Wi-Fi ပုံမှန်ဝေလို့မရဘူး။ Mobile data ပေါ်ပြန်တက်ရတယ်။ Mobile data ပေါ်ကနေဝေရတယ်။ဆိုတော့ကျွန်တော် timer ဝေတော့တော့ Wi-Fi နဲ့မရဘူး။ Mobile data ပေါ်ကနေပြန်တက်ပြီးဝေဝေလို့ရတယ်။မြန်မာနိုင်ငံပြန်ရောက်တော့အော်မြန်မာနိုင်ငံ region ကနေဝေလို့ရပါမလားမသိဘူးဆိုလို့မှကျွန်တော် try ကြည့်လိုက်တယ်။အဆင်ပြေတယ်။ Dtac phone number ရှိတဲ့သူတွေအဆင်ပြေနိုင်ပါတယ်။ဆိုတော့ Dtac phone ပြီးကို 192မှာငါကြရတယ်ဗောနော်အဲ့လောက်ပဲဂိမ်းထဲမှာပြထားတဲ့လောက်ပဲကျွန်တော်တို့ D dash ကနေဖြတ်သွားတယ်ဗောနော်195ပဲဖြတ်တယ်အတူတူပဲဘယ်လောက်မှမကွာဘူး time ကိုဒါ short ကနေလည်းနှစ်ပတ်လားသုံးပတ်လားမသိဘူးအဲ့လောက်ပဲကွာတယ်ဆိုတော့အဆင်ပြေကြပါစေ white core ဝယ်ဖို့ time ကနေဝယ်ဖို့အတွက် time D dash phone sync up လုပ်ရဲနောက်ပြီးတော့ please to go time reading ချိန်ဖို့လိုတယ်။ရှာကြည့်ကြပါဒီ test နဲ့အစိုးရကလေးကပေးလို့ရတယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်။ပေးလို့မရရင်တော့ဘန်တစ်ခုနဲ့ချိန်ရမယ်ပေါ့နော်။ကျွန်တော်တို့ငကူကကျွန်တော်ဘန်အကောင့်ရှိနေတော့ဘန်နဲ့ပဲချိန်ဖို့ကြိုးစားနေတော့ကြောင့်အဲ့ဒါကိုမရှာကြည့်မိလိုက်ဘူး။ရင်းဆုံးအဲ့ဒီ test form ဘီနဲ့ပေးလို့ရတယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါပြီလို့မပေးမအောင်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို follow လေးလုပ်ပြီးကြပါ ဘလို့ရှင်ကျွန်တော်ကိုဘလို့ content မျိုးလေးတွေလုတ်စီချင်လဲဆိုတာကိုလည်း comment section မှာ ပြောသွားပေးပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ပြန်တွေ့ပါမယ်ဂိမ်းနေပါပေါ့